လာဗီယာပရက်ကို၃ခုပြက်အနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးဂန်းနာ၅ရောက် မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုးစားရဲကျွန်တော်ကိုခန့်မှာချမ်မီချိတ်ရီမှာစလာဗီးယားဘရက်ကိုအကောင်းဆုံးအနိုင်ယူပြီးစန်ဂျိန်သစ်တင်နိုင်ခဲ့တဲ့ပွဲစဉ်ရတယ်ကျွန်တော်အကြိုက်အာစနယ်ကစားသမား9ယောက်ကိုရွေးထုတ်သွင်းသက်ဆွေးနွေးပြီးသွားကြပါမယ်ကျွန်တော်ညီကိုရဲ့အကြိုက်နဲ့တူမတူတော့မသိဘူး man of the match တကယ် official ဘယ်သူရသွားလဲကျွန်တော်မသိဘူးဒါဘလုံးမပြပြချင်းကျွန်တော်တန်ပြီးအကြိုက်9ယောက်ရွေးပေးလိုက်တာဒါပေမဲ့ဗီဒီယိုတော့မနှက်ဖန်မှတင်ပေးလိုက်တဲ့သဘောမျိုးပေါ့နော် okay ဒါပါတော့အကြိုက်တော်နံပါတ်9နေရာမှာရှိတဲ့ player တော့ဒီနေ့ပွဲစဉ်မှာ twin go တကူ twin ယူပြီးသွားခဲ့တယ်ဘူခါယူစာက ာဖြစ်ပါတယ်ကျွန်တော် review ထဲမှာလည်းပြောတဲ့အလျောက်တော့ပြောပြီးသွားပြီ Saka ရဲ့ goal contribution တွေနည်းလာတယ် အဲပန်နတီတွင်းကိုတွေအရလွင်ကျန်တဲ့ဖန်တီးပေးမှုတွေနော်သူကိုယ်တိုင်ကန်သွင်းယူမှုတွေနေလာတာရှိတယ်။တို့ပေမဲ့စကားရဲ့လုံအားနှုန်းပြီးခဲ့တော့ဘောလုံးရတဲ့တီတီအားထက်ပိုပြီးကောင်းလာတယ်။အထူးသဖြင့် defensive action ပေးရမယ်ဆိုရင်စကားပြပြဝါပေးတယ်။အဲ့တော့ကြတူးချင်းတယောက်ချင်းစွမ်းဆောင်ရင်ဘိုင်းမှာ short သွားတာမဟုတ်ဘူး။သူနည်းနည်း switch လိုက်တဲ့သဘောမျိုးပေါ့ဗျာ။ပုံမှန်အဖြစ်ဆိုရင်စကားက individual skill ကောင်းတယ်။တူးချင်းကြော်ဖြတ်မှုတွေအထူးကျွန်တဲ့ကစားသမား။ကျွန်တော်တော့ပြောဥပါတယ် တိတ်အပူမလုပ်ဘူးကြော်တဲ့ကြော်လိုက်တယ်ဖြက်ကန်တဲ့ကန်လိုက်တယ်ဒီနေ့ပွဲမှာလည်း တွင်းကိုတကူပထမမှာအဝေးတနေရာနေဖြတ်ကန်သွားတဲ့တလုံးရှိတယ်ပြီးခဲ့တော့ဘောလုံးရသည်တွေတော့ဘောလုံးရပြီဆိုရင်စကာကိုပေးတယ်စကာရဲ့အဲ့လိုမျိုးကတ်တင်ဆိုင်တွေကနေဖြတ်ကန်တဲ့ပုံစံတွေကျွန်တော်အများကြီးမြင်ရတယ်တိုးတော့ဒီနေ့ရသည်မှာကျတော့နည်းနည်း balance ဖြစ်သွားတယ်ဗျစကားဘက်ကပဲသွားတော့မှာအထရောက်သက်လားဒါမို့ရင်လေအလေ central zone ကသွားမှာလားအဓိကတော့ထိချက်နည်းနည်းနဲ့တိတ်ပြီးတော့ဝိမနေတော့ပဲ final တတ်တယ်ကိုဘောလုံးလှင်မြန်ရအောင်ပေးတယ်အဲ့တော့ကြောင့်ဟိုစကားရဲ့တူးချင်းတယောက်ချင်းအထိုးဖောက်မှုဘာညာနဲသွားပြီးတော့အတင်းလိုက်ဟန်ချက်မှာဘူကာကိုစကားသည်လိုက်ပါစီးမြှောက်မှုပူကောင်း ်းလာတယ်ကျွန်တော်မြင်ရတာကတော့ဘောလုံးမရှိတဲ့အချိန်ဒီမှာဘူကာယိုဆာကာရဲ့ကစားတဲ့ပုံတွေနေရာယူတဲ့ပုံတွေကပိုပြီးကောင်းလာတယ်ကပတိန်လက်ပတ်ဝစ်လိုက်တဲ့အခါကျတော့သူ့အနေနဲ့လေဟိုကိုလှုပ်ပြခြင်းတာထက် အသင်းကိုဦးစားပေးရမယ်ဆိုတဲ့အတွေးခေါ်မျိုးလဲဝင်သွားတာပါကောင်းပါလိမ့်မယ်အဲ့တော့ကြောင့်သူတယောက်တည်းထက်အသင်းလိုက်ဟန်ချက်ကိုဦးစားပေးနေတဲ့ပုံသဏ္ဍာန်မျိုးလေးကြီးကျွန်တော်နောက်ပိုင်းပွဲလေးတွေမှာတော်တော်မြင်ရတယ်ပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်ကတော့ဒီပွဲစဉ်မှာခုနကကျွန်တော်ပြောခဲ့တဲ့အအကြောင်းအရာလေးတွေနဲ့ပြည့်စုံနေတဲ့အတွက်ဘူကာယိုစာကာကိုအကြိုက်ဆုံးနံပါတ်5နေရာမှာရွေးပေးတာပါကျွန်တော်အကြိုက်ဆုံးနံပါတ်4နေရာမှာရှိနေတဲ့ player ကတော့ Declan Rice ပါ Rice ကတော့ Arsenal တင်းရဲ့ကွင်းလယ်မှာမရှိမဖြစ် player ဆိုတော့ဒီနေ့ပွဲမှာပြတ်သားသွားခဲ့တယ်။ Rice နဲ့တွဲပေါ်တွဲဘက်ကစားသမားနှစ်ယောက်မပါဘူး။ဒါအစည်းအဝေးဟိုကျွန်တော် Rice နဲ့တွဲပေါ်တွဲဘက်လို့ထည့်လိုက်မယ်ဗျ။နောက်ပိုင်းမှာ Odigat မကစားနိုင်တဲ့အခါကြောက်ပါလိ။အဲ့တော့အစည်း Zubimendi နှစ်ယောက်လုံးအနာပေးထားတယ်။ Zubimendi ကတော့ suspend ဖြစ်ထားပါဘော။ဟုတ်ပါ။အဲ့တော့ပြောချင်တာလူငယ်ကစားသမား Ethan Wanneri နဲ့နောက်က Nogat တို့ပါလာရဆိုတော့ညာလဲ Declan Rice ရဲ့လှုပ်အားနှုန်းရအပြည့် Rice side တစ်ချမ်းလုံးသူတာဝန်ယူပေးထားတယ်။ Rice side ဆိုတဲ့နေရာမှာကျွန်တော်နံပါတ်8တို့ 10လို့6တို့မျိုးစုံလှက်ပတ်ပြီးတော့သွားတယ်လွတ်လပ်ဒက်ကလန်ရိုက်လှုပ်ရှားကစားတယ်သူ့ရဲ့ပတ်စက်တရားလဲတိတ်ကိုကောင်းမွန်လုံးတယ် အဲ့တော့ဒီနေ့ပွဲစဉ်မှာ Declan Rice ရဲ့ပြပမှုတစ်ကြိမ်ကနေ Mikel Merino ကခေါင်းတိုက်သွားခဲ့တယ်။အရှိမလဲအဲ့လိုဘောလုံးပြပမှုတွေရှိတယ်ဗျာတစ်ကြိမ်နဲ့မဟုတ်ဘူး။ Passes ကြီးကတော့ကျွတ်စင်ကြီးပေါ့နော်။ AI ရဲ့ Passes Master တယောက်ထတ်တိုးလာတာပေါ့။အဲ့တော့ Rice ရဲ့ delivery နှစ်ကြိမ်ကျွန်တော်မှတ်မိတယ်။ဒုတိယတစ်ကြိမ်က Merino ကိုရသွားပေါ့။ပထမတစ်ကြိမ်ကစကာပေါ့။အဲ့တော့စကာဆိုရင်လည်းလူနေလေး balance လေးယိုင်သွားလို့မရတာ။ဒါပေမဲ့ Rice ပေးတဲ့အပေါက်ကြီးတွေကကြောက်စရာကြီးတယ်။ Free kick gain လည်းကောင်းတယ်။အရှိန်ဟုန်ကောင်းကောင်းနဲ့ သင်းကိုမောင်းနေနိုင်တယ်ဒီဘိုင်းနေရကျွန်တော်တိတ်လေအထူးတလေတော့ပြောနေစရာမလိုဘူး Declan Rice ကစားတိုင်းအများရန်လို့ကျွန်တော်တို့မြင်နေရတာပဲလေကျွန်တော်တွေကလည်းဒီအချက်တွေကိုကြိုက်တဲ့အတွက်ဒါပဲပြောရမှာပဲဒီကစားသမားကိုပဲရွေးပေးရမှာပဲကွင်းလယ်မှာအင်ဂျင်တလုံးလိုပဲမောင်းနေနိုင်လက်ရှိကိုက်စရုနဲ့ပတ်သက်ပြီးတော့ဟို ကွန်ပဲလောက်တာလေးရှိရဗျာတိုးတော့တယောက်နဲ့တယောက်ကသူ့တံပိုးနဲ့သူရှိတယ်မတူ Declarize က8တန်းမှာ passes ကိုပူပြီးအားပြုတယ်ခိုင်စရိုကကြတော့6မှာပိုထိုင်တယ်တခါလေကြရင်8လောက်ထိတက်ပြီးသူ defensive action ပူပေးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့2ရောင်လုံးကြိုက်တယ်ဒါစကားကြုံလို့ပြောတာပါဒီနေ့ဘက်မှာလည်း Rice တော်တော်ကောင်းတယ်ဗျာအထူးဖြင့်သူ့ရဲ့အလွတ်တဲကန်ဘောတွေဘောလုံးပေးပို့မှုတွေက next level ကိုရောက်နေပြီလို့ပြောလို့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အကြိုက်ဆုံးနံပါတ်4နေရာမှာ Declarize ကိုရွေးပါတယ်ခင်ဗျာ ကျွန်တော်ကြိုက်ဆိုနံပါတ်3နေရာမှာရှိနေတဲ့ player ကတော့ Leandro Trossard ပါကျွန်တော်မှတ်မိတယ်ဘန်လီနဲ့ပွဲမှာလဲ Trossard ကိုအကြိုက်ဆုံး9အောက်ထဲမှာကျွန်တော်ရွေးတယ်အဒီပွဲမှာလဲ Trossard ကိုကျွန်တော်အကြိုက်ဆုံး9အောက်ထဲမှာမရွေးပေးလို့မရအောင် Trossard ရဲ့ဟိုအသက်အရွယ်နဲ့မလိုက်လို့ပဲပြောရမှာပေါ့နော်အသက်အရွယ်တစ်ခုကိုလူတစ်ယောက်နဲ့တစ်ယောက်တတ်မှတ်ချက်ချင်းကတော့တူချင်မှတူလိမ့်မယ်တချို့ကတော့အသက်30ကိုမကြီးသေးဘူးလို့တတ်မှတ်တဲ့အညီကိုတွေလဲကျွန်တော်တွေ့ဘူးပါတယ်တော်တော်ကျွန်တော်ကတော့ ောင်ပန်ကစားသမားတယောက်အနေနဲ့27ကျော်သွားရင်ကြီးပြီလို့ပဲကျွန်တော်သတ်မှတ်တယ်အဲ့တော့ trouser မှာအဲ့လိုမျိုးသမတ်လို့မရတဲ့ဆွဲဆောင်မျိုးလေးရှိတယ်ဗျာသူ့အသက်ရွယ်30ဝန်းကျင် ဖြစ်နေတိုးတော့ကျိုးကျိုးစားနဲ့လိုက်ကစားရတယ် ကျွန်တော်နဲ့ရှင်တော့သူ့အရက်ကမပူပါဘူးတိုးတော့သူတို့နိုင်ငံလူတွေရဲ့အရက်နဲ့ရှင်မယ်ဆိုရင်တော့ပူပူပြပြနေပေါ့ဒါပေမဲ့အဲ့ဒီလူပူလေးကို control လုပ်ဖို့ဆိုတာတော်တော်ခက်တယ်နေရာစုံမှာရှိနေတယ်အဲ့တော့ကြောင့် Leander Trouser ရဲ့ကြိုးစားအားထုတ်မှုတွေဒီပွဲစဉ်တိုင်းကျွန်တော်တို့မြင်ရတာပါကျွန်တော်ကတော့ဒီပွဲစဉ်မှာလည်းအဲ့ဒါလိုကြိုးစားအားထုတ်မှုအပြည့်နဲ့ကစားပေးသွားတဲ့အတွက်ကြောင့် Leander Trouser ကိုအကြိုက်ဆုံးနံပါတ်3နေရာမှာရွေးပေးခြင်းဖြစ်ပါတယ်ကဲကျွန်တော်အကြိုက်ဆုံးနံပါတ်2နေရာမှာရှိနေတဲ့ player ကတော့ဒီနေ့ပွဲမှာ သွင်းကိုနှစ်ကိုကိုတိုက်စစ်မှုတယောက်ပုံတံတန်သွင်းယူပြီးသွားခဲ့တဲ့မီကယ်မီရီနိုပါမီရီနိုကအာစနယ်ရောက်မှပုံပြောင်းသွားတာကျွန်တော်တို့ဟိုးရင်ဘရရှာဒေါ့မန်ဟုတ်တယ်ဒေါ့မန်ပြီးမှသူကာဆယ်ရောက်တာလားမသိဘူးကျွန်တော်နည်းနည်းအမှတ်မှားရခွန်းလို့နော်အဲ့ကိတည်းကကျွန်တော်မီရီနိုကောင်းကောင်းသိတယ်သူ DMCM အဲ့လောက်ဒီပဲကစားတာ AM တောင်မှနည်းတယ်အာဒီဒါလောက်ခါမှသူလည်းတကယ်တိုက်စစ်မှုဖြစ်သွားတယ်နိုင်ငံလေရွေးစဉ်အသင်းမှလည်းအဲ့လိုနေရာတွေမှာကစားရတယ်တကယ်တည်းလေသူ့ရဲ့ physical business ဆိုရင် တိုက်စစ်မှုတယောက်ပုံတံတန်နဲ့တူတယ်လीနော်အဲ့နေရာယူရွေးရှားပါ ုံတွေကဒီနေ့ပွဲစဉ်မှာတော်တော်လေးအစ်င်မြင်ခဲ့တယ်ကျွန်တော်ကတော့ပထမတွင်းသွားတဲ့ဂိုးတော်တော်သဘောကျတယ်အပိုဇီရှင်းနေပေါ့နော်နေရာယူမှုတော်တော်ကောင်းတယ်ဗျလီယန်ဒူထရော့ဆာပြပူတာ ကောင်းတယ်ဆိုတာမှန်ပေမဲ့လည်းသူ့ရဲ့ဖြတ်ထွက်ပုံကပါနှက်ဖို့လိုတယ်အမှတ်တမဲ့ဆိုရင်လူကြုံဘောဖြစ်သွားမှာတိုးတော့ trouser ဘလို့ဘောလုံးပေးဖို့လာမလဲအဲ့ဒီဘောလုံးရဲ့အရှင်ကဘလောက်ထိရှိမလဲကောင်းစွာနားလေသဘောပေါက်တယ်ဒါကြီးတိုက်စစ်မှုတယောက်မှာရှင်းသိရှိထိုက်တဲ့အရေးသွေးမျိုးတွေဖြစ်ပါတယ်နောက်တစ်ခုခေါင်းတိုက်သွားတယ်ဒါကလည်းပိုက်နေရှိတဲ့ခေါင်းတိုက်ကိုပါအဲ့တော့ကျွန်တော်ကတော့အကြိုက်ဆုံးမှနှစ်နေရာမှာ Mick Cameron ကိုရွေးပေးပါတယ်တကယ် Man of the Match ကတော့ Merino ရသွားလာတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးကစားသမားရှိနေတဲ့အတွက်ကြောင့် Merino ကိုနှစ်မှာပဲရွေးပေးလိုက်တာပါဟုတ်ပြီကျွန်တော်ရဲ့ man of the match အကြိုက်ဆုံးကစားသမားကတော့ Gabi အလက်ကောင်လို့ခေါ်တဲ့ Gabriel Magahis ဖြစ်ပါတယ်။ William Saliba ကိုကောင်းတယ်ဆိုတာမှန်ပေမဲ့ဒီနှစ်ကတော့ Magahis ကောင်းတယ်လို့ပဲဟိုကျွန်တော်ပြောပြရသေးပိုကောင်းတယ်ပေါ့ဗျာ။အဲ့တော့ Gabriel Magahis ဒီအတွင်းကိုတကူးကိုဟိုပန်တီရရှိအောင်လှုပ်ပြီးသွားရုံတင်မကောက်။နောက်တန်းမှာပြန်ဘက်အတင်ဂိုးပေါချင်းချောက်မှုမရအောင် ဖြတ်ထုတ်သွားတာရှိတယ်။အာယူနောက်လှုပ်ပြီးသွားခဲ့တာရှိတယ်။ကျွန်တော်တလုံးမှတ်မိတယ်။အဲ cross ball တလုံးဆိုရင် အဲလူသားဝင်လာတဲ့ဒီပြန်ပြတ်တိုက်စင်မှုပေါ့နော်တေချာဘောက်ဂိုးရမယ်အခြေအနေမျိုးကြီးအဲ့ဒါဘေးနာဘေးနာမဟုတ် ဲ့ရှင်းနာနေအနာခံပြီးတော့ရှုပ်အဲ့ဒီတိုက်စစ်ကစားသမားအာယုံနောက်အောင်ပေါ့နော်စလိုက်ကြီးထိုးသွားတယ်အဲ့တော့ပွဲပြီးကန်ဒီမှာလည်းအဲ့တိုင်းပဲလှမ်းပြီးတော့ဝင်နင်းတာဒီပြိုင်ဘက်တောင်ပံကစားသမားတယောက်လို့ဖြတ်ကန်တယ်လို့လှမ်းပြီးတော့ဝင်နင်းတာဒါပြင်အင်ကပြဲနဲ့ဒါချိုရီတို့ကွိုင်တက်နေတဲ့အခြေအနေမျိုးမှာလည်းဂျားရဲကဝင်ဖြီရှင်းပေးတဲ့ပုံစံမျိုးတွေပါတွေကလည်းဥစည်းဥစားမှုပြုနိုင်တဲ့သူတယောက်ပေါ့နော်အဲ့တော့ကြောင့်ဒီနေ့ပွဲစဉ်မှာဂေဘရီယယ်မာကာဟီစ်ရဲ့ mentality ဘိုင်းပဲဖြစ်ဖြစ် physical ဘိုင်းပဲဖြစ်ဖြစ်သူ့ရဲ့ပညာဘိုင်းပဲဖြစ်ဖြစ်ဘာမှအပြစ်ပြောနေစရာမလိုဘူးကျွန်တော်ကတော့ twin နှကူတွင်းပြီးသွားတဲ့မီကယ်မီရီနိုထက်ကိုပိုသဘောကျတဲ့အတွက်အကြိုက်ဆုံး man of the match အဖြစ်ယူပြီးခြင်းဖြစ်ပါတယ်ကျွန်တော်ညကိုရီးယားရဲ့အကြိုက်ဆုံးကစားသမား9ယောက်လည်းဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အခုတော့နှုတ်ဆက်ပြရစီခင်ဗျာကျေးဇူးများကြီးတင်ပါတယ်